မင်္ဂလာပါခင်ဗျာအဲကျွန်တော်ဒီတစ်ခေါက်မိတ်ဆွေတို့ကိုမိကုန်းတို့ကိုမေးချင်ပါတယ်မိတ်ဆွေတို့ရောင်းဟာနှစ်ဆတိုးလို့ပါသလားကျွန်တော်သင်တန်းလာခိုင်းမလို့မဟုတ်ပါဘူးเนาะမိတ်ဆွေတို့ရောင်းဟာနှစ်ဆတိုးခြင်းတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ festival တွေကို give site ဖို့ festival တွေကို give ပြုဖို့လိုပါတယ်ရှင်းရှင်းပြောရရင်ဗျာမိတ်ဆွေတို့ရောင်းဟာနှစ်ဆတိုးခြင်းတယ်ဆိုလို့ရှိရင်ပွဲတော်ဒီကိုသာမိတ်ဆွေတို့ရောင်းကြည့်ပါ ပွဲတော်တွေမှာရောင်းကြည့်ပါပွဲတော်တွေအချိန်အတွင်းမှာရောင်းကြည့်ပါဥပမာတရင်ကျော်ကာလာမျိုးနော်တရင်ကျော်ကာလာမျိုးဆိုပြလူကြီးမိဘတွေကတော့ကြတယ်အကျွန်တော်တို့တွေနော်ဈေးကွက်ထဲသွားလိုက်တဲ့အချိန်မှာနော်မြမစီနော်အဘာထားတို့စတဲ့အာပြီးလို့ရှိရင်တော့တို့ကအစာကြေးစီတို့အဲ့ဒါတွေကိုတွဲပြီးလူကြီးမိဘတွေကိုကတော့ဖို့အတွက် package လေးလောက်ထားတယ်ဗျာ 2000နဲ့ package 3000နဲ့ package မေးဆိုလို့ကြိုက်တယ်လို့ဝယ်လို့ရတယ်ဒီလိုမျိုးပဲ coffee mate တွေကလည်း coffee mate တွေ alike package လောက်ထားတယ်เนาะအချိုးကြီးတွေကလည်းအချိုးကြီးတွေ alike package တွေလောက်ထားတယ် biscuit mug တွေကလည်း biscuit mug တွေ alike ကိတ်မုတ်တွေကလည်းကိတ်မုတ်တွေ alike မေးဆိုလို့ကတော့မဲ့လူတွေအတွက်အဆင်ပြေစေဖို့အတွက်သူတို့ဒီ အာမိမိရဲ့မုတ်လေးတွေမိမိရဲ့အကော်ဖီမစ်လေးတွေမိမိရဲ့ဆေးလေးတွေကိုလှလှပပထုတ်ပိုးပြီးတော့ကတော့ဖို့အတွက်ပြင်ဆင်ထားတာတွေကိုမိတ်ဆွေတို့ကုံတိုက်တွေမှာတွေ့ရပါလိမ့်မယ်မိတ်ဆွေတို့စိုင်းတွေမှာတွေ့ရပါလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ပွဲတော်တွေရဲ့တွန်းအားပေးတဲ့လှုံ့ဆော်မှုတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတခြားချိန်မှာသာမိတ်ဆွေတွေချင်းချိန်ပြီးဝယ်ယူဖို့အတွက်စဉ်းစားကောင်းစဉ်းစားလိမ့်မယ်ပွဲတော်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ ီပွဲတော်မှာငါတော့ပတ်စံစုထားတယ်ကွာဒီပွဲတော်မှာသုံးဖို့အတွက်စသဖြင့်ကျွန်တော်တို့ကလည်းအရင်တော့ဆုဘူးပါတယ်တကြံကာလအတွက်ငါပတ်စံစုထားတယ်ကွာနော်စသဖြင့်နောက်တစ်ခုကပွဲတော်ကာလမှာငါတို့ဒီပတ်စံဖြုံးရတာဒီပြန်ဝင်နေဆိုတဲ့သဘောမျိုးလည်းရှိပါတယ်နော်တရင်ကျုပ်ကရောလိုက်လို့မဟုတ်ပြန်ဝင်တာမျိုးကိုပြောတာတော့မဟုတ်ပါဘူးနော်ပြောရရင်တော့ပွဲတော်ကာလမှာငါတို့ဒီလူကြီးသူမကိုကရောလိုက်လို့ငါတို့ဒီငွေပြောင်းဝင်နေနောက်မှတကြမ်းလို့ကာလမျိုးငါတို့ဒီလှူလိုက်တန်းလိုက်လို့ငွေပြောင်းဝင်နေဆိုတော့ကျွန်တော်တို့မှာအကောင်းမှုကုသို့ ြန်ပြီးအကျိုးပေးတယ်ဆိုရယ်စိတ်လေးလေးရှိတဲ့အတွက်ပွဲတော်ကာလတွေမှာလူတွေဟာပတ်စံပုံမှုတုံးလေးရှိပါတယ်နော်နောက်တစ်ခုကပွဲတော်ကာလတွေမှာကျွန်တော်တို့မှပျော်ရွှင်တဲ့အတွက်ကျွန်တော်တို့ရဲ့စိတ်ကလှုံ့ဆော်မှုဟာနော်တခါတလေမှကျွန်တော်တို့ဒီနော်ပုံမှန်စင်ညာုံတရားထက်ကျဉ်လွတ်သွားတာရှိတယ်စင်ညာုံတရားမရှိဘူးလို့ပြောတာမဟုတ်ဘူးအမှပြပုံမှန်ဆိုလို့ရှိရင်ဒီပစ္စည်းတစ်ခုဝယ်စင်းမဝယ်စင်းချင်းချင်းတဲ့အချိန်မှာပွဲတော်ကာလရောက်တော့မယ်ဆိုလေဘူးကလေးစိတ်ထဲမှာအော်တိုကိုပျော်နေတာ နော်ပျော်ပြီးတော့ကြီးပစ္စည်းလေးအတွက်ဝယ်လိုက်တော့ကောင်းပါတယ်ကွာဒါလေးကဘာမှမဖြစ်တော့ပါဘူးဆိုဝယ်ကြတယ်ဒါကြောင့်မပွေးတော့ကာလမှာတခြားကာလတွေကပရိုမိုရှင်းပုံမစင်စားဖို့တက်ပါတယ်နော်နောက်တစ်ခုကတော့အာတချို့တွေကလည်းပွေးတော့ကာလမှာငါကတော့ what တစ်နှစ်ပတ်လောက်လုံးလို့တာဒီကာလတော့ငါအင်ကြီးကောင်းကောင်းလေးဝယ်ဝင်မယ်ငါကတော့အဲအောင်တစ်နှစ်ပတ်လောက်ငါတို့ကစူးစမ်းလာတာဖက်နယ်လေးတော့ကောင်းကောင်းဝယ်စီမယ်ဟိ နော် iPhone အသစ်ဝယ်ကြိုင်မယ်ကွာအစတပြင်းပေါ့ကိုကိုကိုဆူချတာတာလည်းရှိသေးကိုမီတာစုမှာဆူချတာတာရှိအဲ့တော့ပွဲတော့ကာလာမှာတခြားသောကာလာတွေထက်ကွန်ပျူစီးတွေကပုံမူရောင်းရတာကိုတွေ့ရပါတယ်နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် electronic တွေ retail တွေဆိုလို့ရှိရင်90ကနေပြီးတော့200ရာခိုင်နှုန်းအထိရောင်းရတက်တာကိုတွေ့ရပါတယ်စားတော့ကုန်နေလက်လီတွေကတော့ 30 to 50%လောက်ရောင်းအားတက်တာကိုတွေ့ရပါတယ်။ဟဲပွဲတော်နဲ့အရန်နီးတယ်ဒါမှမဟုတ်ရှင်လေပွဲလန်းတပင်နဲ့နီးတဲ့နေရာလေဆိုရင်ပုံပုံရောင်းအားကောင်းတာလည်းတွေ့ရပါမယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ e-commerce ပြောနော် e-commerce တွေက online ပေါ်မှာရောင်းချတဲ့သူတွေဒီပွဲတော်ကာလကိုသာတကယ်ကိုကိုက်ညီအောင်သုံးနိုင်တယ်။ပွဲတော်ကာလမှာသာတကယ်နော်သူတို့လိုအပ်တဲ့လိုချင်တဲ့ပစ္စည်းရဲ့မိမိပြလိုက်တဲ့ promotion ရကွက်တိတက်တိဖြစ်သွားမယ်ဆိုလို့ရှိရင်မဲသူတွေရောင်းဟာ 900ရာခိုင်နှုန်းထိရှိနိုင်ပါတယ်ဒါကျွန်တော်ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ဒါဒါတွက်ချက်ထားတဲ့ကျွန်တော်တို့စစ်တမ်းတွေအရာကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့ဘာတွေပေးမလဲအားလီဘတ်ပေးလို့ရတယ်နော်အချိန်တစ်ခုတတ်မှတ်လိုက်အဲ့ဒီအချိန်တစ်ခုအတွင်းမှာလာဝယ်တဲ့သူတွေဆိုရင်20% discount ရမယ်စသဖြင့်အားလီဘတ် promotion ဒါမှမဟုတ်ရှင်လည်းကျွန်တော်တို့က bundle deal ပေါ့နော်အရင်တုန်းကကျွန်တော်တို့တိတ်ရောင်းမကောင်းတဲ့ပစ္စည်းလေးတွေရှိမယ်မစ္စရိုဆိုင်မှာ เนาะအဲ့ဒီရောင်မကောင်းတဲ့ပစ္စည်းရောင်ကနှေးတဲ့ပစ္စည်းပေါ့เนาะရောင်ကကောင်းတဲ့ပစ္စည်းနဲ့တွဲပြီးရောင်းမယ်ဆိုလို့ရှိရင်အမြန်တကူထွက်သွားနိုင်တယ်เนาะဥပမာကျွန်တော်တို့ကအာကို့မှာ biscuit mug ရှိတယ်အဲ့ biscuit mug ကအာဝယ်စားတဲ့လူနည်းတယ်เนาะဒါပေမဲ့ coffee mug ကကျတော့ဝယ်စားတဲ့လူများတယ်အဲ့လိုတရင်ကျွတ်ကာလမှာ biscuit mug နဲ့ coffee နဲ့ကျွန်တော်တွဲပြီးရောင်းမယ်ဆိုလို့ရှိရင်ဒါဒီရောင်ကကောင်းသွားနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့အာကျွန်တော်တို့အာ gift with purchase ပါเนาะအာလက်ဆောင်ပစ္စည်းထည့်ပြီးတာပါ နော်လက်ဆောင်ပစ္စည်းဆိုတာဥမာအထွေထွေတူတူမဟုတ်တော့ကြိတ်လေးတွေပေးလို့ရတယ်နော်ပြက်ကနေကြီးလေးပေးလို့ရတယ်ကိုလှုပ်ပေးခြင်းနဲ့အရာပေါ့နော်အဓိကတော့အကျွန်တော်တို့ဒီအဓိကဈေးနှုန်းကိုလျှော့ရမလို့ပဲနင်းနော်ကျွန်တော်တို့ရဲ့ဆိုင်မှာဒါမှမဟုတ်ကျွန်တော်တို့လုပ်ငန်းမှာထွက်လာတဲ့ကုန်ပစ္စည်းတစ်ခုခုကိုလက်ဆောင်အနေနဲ့ထည့်ပေးတာအဲဒါမျိုးဆိုလို့ရှိရင်ကိုလည်းအာပေါပေါပပားတွေရပဲဒီဈေးလေးကိုတုံးပြလိုက်လို့ရတယ်နောက်တစ်ခုကတော့ buy one get one ပေါ့နော်အာ maybe ပေါ့အကြီး တစ်ခုဝယ်ရင်တိတိလေးတစ်ခုလက်ဆောင်ပေးလိုက်တာမျိုးခေါင်းကျော်ရီဘူးတဘူးဝယ်ရင်ကျွန်တော်တို့ကခေါင်းကျော်ရီတို့တစ်ထုပ်လက်ဆောင်ပေးတာမျိုးစသဖြင့်ပေါ့နော်ဒါကတော့ promotion နဲ့ပတ်သက်တဲ့ idea တွေကိုမင်းစုတို့ city map သွားကြည့်လို့ရတယ်ကျွန်တော်ကတော့ကျွန်တော် marketing တင်တဲ့နေ့မှာအများနဲ့ပြောတယ်မင်းစုတို့ promotion ဘယ်လိုလုပ်ကမလဲမသိရင် city map ရှိရတာကြည့်ပါ city map ကိုရောက်ရင်ကျွန်တော်ဆိုလိုက်ကြည့်တယ်မင်းစုတို့လည်းလိုက်ကြည့်ပါနော် referral program ကတော့ ဖောက်တယ်တွေကနေတစ်ဆင့်နောက်တဲ့ဖောက်တယ်အစ်စ်တွေကိုရလာအောင်လုပ်တဲ့ဒါ promotion အစီအစဉ်ပေါ့ဓမေဆွေတို့အဲဒီလူတယောက်နဲ့တီးလို့လာလို့ရှိရင်ဘသူလွတ်လိုက်တာပါလို့ပြောလို့ရှိရင်ဈေးလျှော့ပေးတာမျိုးဒါမှမဟုတ်ကိုရှိကို၁၀ယောက်ခေါ်လာခဲ့ရင်သူ့အတွက်ကဒါ coupon တစ်ခုလက်ဆောင်ရတာမျိုးစသဖြင့်ပေါ့ဒါ referral program တွေမေဆွေတို့လုပ်လို့ရတယ်နောက်တစ်ခုက social media contest တွေပါเนาะအာဒီကိုနင်း အာဒီ background လေးမှာကိုယ့်ရဲ့ sign name အာကိုယ့်ရဲ့ logo ဒါမှမဟုတ်ကတာပြတာဒါမှမဟုတ်ဓာတ်ပုံရိုင်းသွားလို့လူလိုက်များတာစသဖြင့် share လုပ်ပေးတာဒါမှမဟုတ်ကိုယ့်ရဲ့ပုံကို သူ့ရဲ့ social media သူ့ရဲ့ facebook သူ့ရဲ့ tiktok ပေါ်မှာတင်ပေးတာဆိုလို့ရှိရင်ကျွန်တော်ကအချိုရဘူးပင်ပေးမယ်အဲဒါမှမဟုတ်ရှင် mode ခုလက်ဆောင်ရရင်ရမယ်စသဖြင့်ပေါ့ဒါမှမဟုတ် cancel မဲ့နှိုက်ခွင့်ရှိရင်ရှိမယ်စသဖြင့်အဲ့လိုမျိုး social media contest တွေလုပ်လို့ရပါတယ်အဲ့တော့မေဆွေတို့ရဲ့ account ကလူနေနေသေးတယ်မေဆွေတို့ရဲ့ social media တွေကနော်လူကြည့်နေနေသေးတယ်ဆိုဒီလိုနီးနေနေလဲမေဆွေရဲ့ social media တွေကို promote လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ မိတ်ဆွေတို့ကရောင်းအားကောင်းကျင်နေဆိုရင်ကိုယ့်ရဲ့ကုန်ကြမ်းဆေးကိုတော့တိတိကျကျတွတ်ထားဖို့လိုတယ်။ဆရာပြီးလိုက်တဲ့ဂျင်းများဆရာရောင်းခိုင်းလို့ဈေးရှိလျှော့ပြီးရောင်းလိုက်တယ်ကျွန်တော်တို့ရှုံးပြီလို့မပြောပါနဲ့နော်ကျွန်တော်တို့ cost of goods လို့ခေါ်ပါတယ်မိမိရဲ့ကုန်ပစ္စည်းရဲ့နော်မူရင်းတန်ဖိုး plus ကျွန်တော်တို့ဟာအဲ့ကုန်ပစ္စည်းကိုတည်ယူရတဲ့တည်ယူစီပြီးလို့ရှိရင်အထွေထွေကုန်ကြမ်းဆေးအဲ့အရာပြောင်းထားတဲ့တန်ဖိုးဒီမိမိဥမာ1000ပဲထားလိုက်တော့မိမိရဲ့အဲ့ဒီမှာ300 plus အမြတ်တင်ထားတယ်အဲ့တော့1300ရှိပါတယ် မိတ်ဆွေကဈေးချဆိုတာနဲ့900လောက်ရှော့ချလိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေဒီကော့ဆော့ဂူဆိုးတွေကအသားတွေကပေးလိုက်တာအမျက်တွေမဟုတ်ဘဲနဲ့အသားတွေကပေးလိုက်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အရှုံးပေါ်နိုင်တယ်အဲ့တော့မိတ်ဆွေလောက်ကမှာက300ဒီမိတ်ဆွေရဲ့အမျက်ဆိုလို့ရှိရင်မိတ်ဆွေရဲ့အမျက်300တွေက100ကို customer ကိုပေးစားလိုက်ခြင်းအပြင်မိတ်ဆွေဒီ1100နဲ့ပစ္စည်းရောင်းနေဆိုလို့ရှိရင်မူရင်း profit margin ကတော့ရော့သွားမယ်။ဒါမဲ့ items များများရောင်းရလေလေမိတ်ဆွေရဲ့အတွက်အမြတ်များများပို့ထွက်လိမ့်မယ်။ ဲ့တော့နောက်တစ်ခုကျွန်တော်တို့ကစဉ်းစားရမှာကအဲ့လို identity များများရောင်းဖို့အတွက်ကိုကျွန်တော်တို့ဟာဒီ profit margin ကိုလည်းတတ်မှတ်ထားတယ် identity ကိုလည်းတတ်မှတ်ထားဖို့လိုပါတယ်နော်ကိုယ့်ရဲ့ဈေးနှုန်းကိုလည်းတတ်မှတ်ဖို့လိုသလိုကိုယ့်ရဲ့ identity ဘယ်နှမျိုးရောင်းပါလဲနော်တခါကြီးကျရင် ရှိတတ်တယ်ဗျာအခုကာလကြီးကနည်းနည်းလေးဟာကျွန်တော်တို့ကွန်ပျူစီအဝင်ထွက်လေးမှာနည်းနည်းလေးဂျမ်းပြတ်တတ်တယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဟာကွန်ပျူစီကိုကျွန်တော်တို့က promotion ကောင်းလို့ဟေးဆိုဆွတ်ရောင်းလိုက်တာ နော် identity အကုန်ကုန်သွားတယ်အဲ့ဒီ identity ပြန်ဝင်မိုးကြတော့မိတ်ဆွေတမျောတခေါ်ဆောင်းရပါတယ်အကုန်ပစ္စည်းပြန်ချင်းပြန်ဝင်မှမသိဘူးအဲ့တော့မိတ်ဆွေရဲ့ go down မိတ်ဆွေရဲ့ store ထဲမှာဥမာတထောင်ရှိတယ်ဆိုလို့ရှိရင်မိတ်ဆွေဒီ300ကိုပဲ promotion လုပ်မှာလား400ကိုပဲ promotion လုပ်မှာလား900ကိုပဲ promotion လုပ်မှာလားဆိုတော့မိတ်ဆွေစဉ်းစားထားဖို့လိုပါတယ်ပြီးလို့ရှိရင်ကိုဒီနော် sales target ပေါ့ဘလောက် target ထိရအောင်ရောင်းပါလဲ ဲ့ဒီ target ထိရအောင်ရောင်းမှမိတ်ဆွေသည်အာဒီအမျက်ကိုကြံမှာဖြစ်ပါတယ်ဥပမာမိတ်ဆွေကကိုယ့်ရဲ့ profit margin ဒီပုံမှန်ဆိုတလားလုံးရောင်းရတဲ့ profit margin ရှိတယ် okay မိဘပြောသိန်းတစ်ထောင် okay အဲ့တော့အဲ့လိုသိန်းတစ်ထောင်မျိုးကိုကိုဒီတဒန်းတရင်ကျုပ်ကာလတကြံကာလတစောင်းနိုင်ကာလဒါမှမဟုတ်လို့ရှင် happy new year ကာလမှာငါဒီဒီ၃ရက်လောက်နဲ့ဒီသိန်းထောင်ရအောင်ရှားကြည့်မယ်အတားမိတ်ဆွေရဲ့ sales target ပဲအဲ့ဒီဟာကိုမိတ်ဆွေကထိအောင်ရောင်းနိုင်ဖို့လိုပါတယ်ဒါ profit เนาะကျွန်တော်တို့ကအမျက်များများထွက်အောင်လုပ်တဲ့နီးကို ကျွန်တော်ကဥပမာအနေနဲ့ပြတာပါเนาะပြီးလို့ရှိရင်ကျွန်တော်တို့ကတည်တဲ့เนาะချစ်တည်တဲ့ promotion program လေးတွေခွဲထားလို့လိုပါတယ်เนาะ baby fee ဆိုရင်တော့ဘယ်လောက်ရောက်မလဲဘယ်လိုပစ္စည်းဆိုရင်တော့ဘယ်လောက်ရောက်မလဲထူးထူးခြားခြားဆိုလို့ရှိရင်ကျွန်တော်တရုတ်နှစ်ကူကာလာမျိုးမှာ iPhone က အေးရှားကကျွန်တော်တို့တရုတ်လူမျိုးတွေအတွက်အနီရောင်ဖုန်းအနီရောင်နေဖုန်းရွှေရောင်တွေကျွန်တော်ထုတ်ပေးလေးရှိတယ်เนาะပြီးလို့ရှိရင် Nike တို့ဘာလို့ဆိုလို့ရှိရင်တော့မှာအကျွန်တော်တို့ဒီအာ Chinese New Year နဲ့အာကိုက်တဲ့အကောင်လေးတွေပေါ့လက်ကောင်ရုပ်လေးတွေကိုထုတ်ပြီးတော့တို့ဒီဇိုင်းတွေအနေနဲ့လုတ်ပြီးတော့ကျွန်တော်တို့ customer တွေအကြိုက်เนาะ Asia customer တွေအကြိုက် alike like လုတ်ပါအဲ့တော့ Mesuro ရဲ့ company Mesuro ရဲ့လုပ်ငန်းမှာလေဒီလိုမျိုး festival တွေနဲ့ light တဲ့ပစ္စည်း ဘယ်လိုမျိုး အကျွန်တော်တို့မတူကွဲပြားအောင်လုပ်ကြည့်မလဲလူကြိုက်များအောင်လုပ်ကြည့်မလဲအဲ့တော့မေးဆွေပစ္စည်းများများရောက်လာတာဗောအချွေချင်းတူရင်တော့မှနော်ဟာသတင်းကျွတ်မှာဟာနော်ကျမ်းမှာနေကောင်းပါစေဒါမို့သတင်းကျွတ်မှာပျော်ရွှင်ကျမ်းမှာပါစေ ချမ်းသာပါစေဆိုတော့တစိမ့်လေးကတ်ထားတဲ့အချွေရပို့ရအောင်ပါဗောဗျာဘာဖြစ်လို့လဲဆိုရှင်းတယ်လေကျွန်တော်တို့ကသတင်းကျွတ်ကာလာနဲ့ကိုက်ညီတဲ့ပစ္စည်းဖြစ်နေလို့ဗောနော်ဒါမျိုးလေးကိုကျွန်တော်ပြောချင်တာပါနောက်တစ်ခုကတော့ကျွန်တော်တို့က ဒီ Christmas ကာလမျိုးဆိုလို့ရှိရင်ဒီကျွန်တော်တို့နိုင်ငံတကာမှာဆိုလို့ရှိရင်တော့အိမ်တွေမှာကျွန်တော်တို့အလှဆင်မီးလုံးတွေချိတ်တယ်နော်အာတစ်ပင်တွေအလှဆင်တယ်အိမ်တွေကိုအလှဆင်တယ်ပြီးလို့ရှိရင်မိသားစုတွေတာကီလို့ခေါ်တဲ့ချက်ချက်စင်ကိုချက်ကြတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လေသူတို့တွေမှာဟာဒါတွေက story เนาะ supermarket တွေကပို့ရောင်းအောင်ကောင်းပါတယ် Halloween လို့ခေါ်တယ်တရိပ်များပွဲလို့ခေါ်မလားတော့မသိဘူးပေါ့เนาะအဲ့ဒီကာလဆိုရင် mask တွေ နော်ဝတ်စုံတွေ costume တွေနောက်ပြီးတော့အိမ်ဒီမှာ design decoration တွေလောက်တာဒီဒီပုံမှန်ကာလတက်ပူရောင်းရအောင်တွေ့ရပါတယ်။ဒါကြောင့်မလို့သူများတွေတောင်လုံနေပြီးတော့မိတ်ဆွေတွေသတင်းကျွတ်တကြံ design နိုင် happy new year ကာလတွေမှာနော်ဆိုင်ရတခြားချိန်တွေလည်းရောင်းမမကောင်းဘူးဒီချိန်လေးကိုလည်းပိတ်ပြီးသွားမယ်ဆိုလို့ရှိရင်မိတ်ဆွေရောင်းကနှစ်ဆတိုးတဲ့ဒါမှမဟုတ်သုံးဆတိုးတဲ့လေးဆတိုးတဲ့အစီအစဉ်ကြီးလွတ်သွားမှာပေါ့ဗျာ။နော်အဲ့တော့ festival တွေမှာ ဆိုင်အောင်တနေကုန်ဖွင့်မို့တော့ပြောတာမဟုတ်ဘူးဗျာအချိန်လေးတခုတော့တတ်မှတ်ပြီးတော့ဖွင့်ပြင်ကျန်တဲ့အချိန်မှာတော့မိတ်ဆွေအာကိုယ့်ရဲ့စီးပွားရေးကိုခဏလေးမိတ်ပြီးတော့အာမိဘတွေကိုကြောက်ရတာမျိုးနော်သတင်းကြုံမှာဝင်ပျော်ရွှင်တာမျိုးစတာရေလှုပ်လို့ရပါတယ် ဒါကတော့ festival မှာကျွန်တော်တို့ business တွေကိုရောင်းဝနှစ်ဆတိုးစီနိုင်မယ်အစီအစဉ်လေးနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်နာမည်မိုးရဲမြတ်မှာတရားဝီ business center ရဲ့ founder ပါကျွန်တော်က marketing တန်တန်းနေ marketing နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းအကြံပေးမှုတွေကိုပြုလုပ်လျက်ရှိပါတယ်မိတ်ဆွေတို့ကျွန်တော်ဗီဒီယိုအကျိုးရှိရဆိုလို့ရှင်မိတ်ဆွေတို့ရဲ့ borrow တွေမိတ်ဆွေတွေကိုလည်းမျှဝေပေးဖို့ကျွန်တော် request လုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ